အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ဒီနေ့ရာကျွန်တော်တို့ good night video ပေါ့နော်အဲ့တော့အာကျွန်တော်အခုဒီကိစ္စနဲ့ပြောရတာကျွန်တော်တို့အခုချိန်မှာခမောက်လက်တီးပြီးသားဖြစ်လိမ့်မယ်ပေါ့နော်အခုချိန်မှာဒီကိစ္စနဲ့ပတ်သက်ပြီးတချို့တွေကဒါကြီးကတကယ်လားလို့ဟိုမီးခဲ့မီးရလောက်တဲ့အထီကိုလက်ရှိမှာဒါကျွန်တော်တို့ PS Morgan နဲ့ Ansenzer Christian Ronaldo တွေရတာကျွန်တော်ဗီဒီယိုကပြန်နေတယ်ပေါ့နော်အဲ့တော့ ခိုင်းတဲ့တွေ့ကိုကျွန်တော်တို့ကအမှန်တိုင်းပြောရမယ်ဆိုရင်ကျွန်တော်တဝူးတယောက်တည်းအမြင်ပေါ့နော်ကျွန်တော်တို့ကတိတ်ပြီးထူးဆန်းတဲ့အနေထားမှာတော့မရှိဘူးဒီနေရာမှာကျွန်တော်နဲ့တာဝန်နေရာမှာ United Arena ကတော့ကျွန်တော်အဲဒီနဲ့လည်းပြောဖြစ်သေးတယ်ပေါ့နော် Christian Ronaldo အနေနဲ့သူ့စိတ်ကိုသူပဲပြန်ပြီးတော့ဆွဲနိုင်မယ်လို့ပဲကျွန်တော်မြင်တယ်ပေါ့အဲ့ဒါမှဒါကုနာဘုသူခင်ဗျာကျွန်တော်ပြောရတဲ့ဟာဒီဘေးကဘာဖြစ်လဲ ကျွန်တော်ဒီလီယိုနယ်မက်ဆီနဲ့ခရစ်စတီယာန်ဝါနာဒူမှာလီယိုနယ်မက်ဆီကိုပူကြိုက်တယ်ဒါပေမဲ့ခရစ်စတီယာန်ဝါနာဒူကိုကျွန်တော်အားနေမုန်းနေတာလည်းမရှိဘူး favorite ပါခရစ်စတီယာန်ဝါနာဒူသူ့ရဲ့ status အခုအနေနဲ့သူ့ရဲ့လုံနိုင်စွာတစ်ခုနဲ့ကျွန်တော်ဒီအင်မတန်ပဲဘာလို့ဆိုကျွန်တော်ဒီအမှန်တကယ်လီယိုနယ်မက်ဆီကိုကြည့်ပြီးကြီးလာရဆိုတဲ့စကားပြောရင်ခပဲယုံမှာမဟုတ်ဘူးဒါကျွန်တော်ဒီခရစ်စတီယာန်ဝါနာဘာလို့ကျွန်တော်အဖေနဲ့ကျွန်တော်ဒီကျွန်တော်တို့က Manchester United အဲ့ ခရစ်စတီယန်ဝါနာတို့တက်ကျွန်တော်လည်းဒီပူရင်းနေတယ်အဲဒါကြောင့်ခရစ်စတီယန်ဝါနာတို့ကျွန်တော်ပူကြည့်ဖြစ်ဒါပေမဲ့ကျွန်တော်ဒီလီယိုနယ်မက်ဆီကိုပါဘလို preference ဖြစ်လဲကျွန်တော်ကိုကျွန်တော်နားမဒါပေမဲ့ကျွန်တော်ဒီလီယိုနယ်မက်ဆီကိုပူပြီးသဘောကျတယ်မှာပါဒါပေမဲ့အဲ့လိုပြောလို့ဒါကျွန်တော်ခရစ်စတီယန်ဝါနာတို့သဘောမကျဘူးလို့ပြောရင်တော့ခင်ဗျားကျွန်တော် bullshit ပဲပြောတယ်ဒါလည်းရှိမှာခရစ်စတီယန်ဝါနာတို့ကျွန်တော်တော်တော်လေးကိုသဘောကျတယ်အဲကစားသမားရဲ့တယောက်လို့ပြောမယ်ဆိုရင်တော့ခင်ဗျားဒါဒါ reality ပဲဘုနော်အော် လက်ရှိမှာဒါကျွန်တော်ရဲ့တဦးတယောက်တည်းအမြင်ကိုကျွန်တော်စပြီးတော့ပြောချင်တာပေါ့နော်အဲ့တော့ခရစ်စတီယန်ရိုနယ်ဒိုနဲ့အခုလက်ရှိမှာဒါပရိသတ်တွေကိုတိုင်ကားတာမှာဒိလက်ရှိမှာသူပြောလိုက်တဲ့စကားလုံးတွေဖာဗီဇီရိုမာနိုကဒါကျွန်တော်လက်ရှိသူ့ရဲ့ Facebook မှာကော Twitter မှာပါတင်ထားတဲ့စကားတွေကဒါခရစ်စတီယန်ရိုနယ်ဒိုကိုတိုင်အောင်ပြောပါမလားဆိုတဲ့ဒါကျွန်တော်တို့ဟိုပေါ့ doubtness နေတဲ့အတူဒါကျွန်တော်လူတော်များ surprise ဖြစ်တော့တွေ့ရမယ် ခင်ဗျားတို့ surprise ဖြစ်တယ်ကျွန်တော်တို့ surprise ဖြစ်တယ်ချိုးကြတဲ့ဒီနေရာမှာဒါကျွန်တော်တို့ Christian Wonderu ကဒါ PS Morgan ရဲ့အတုံးချတာကိုခံရတယ်ပေါ့နော် PS Morgan ကလည်းရှိမှ Christian Wonderu အတုံးချပြီးသူ့ရဲ့ viewer တွေကိုဒါကျွန်တော်တို့တွားအဲ့တော့ဒါကျွန်တော်တို့ခင်ဗျားတို့ PS Morgan ကိုသိချင်မှသိတယ်မှာကျွန်တော်တို့ PS Morgan တော်တော်လေးကိုရင်းနေတယ်ဘာလို့ကျွန်တော် grand လဲဒါကျွန်တော်အမှန်တမ်းပြောမယ်လက်ရှိမှာဒါကျွန်တော်တို့ political climate နဲ့ပတ်သက်ပြီးကျွန်တော်တော်လေးကိုစိတ်ဝင်စားလို့ကျွန်တော် Twitter တစ်ခွေမှာတော်လေးကိုဖတ်ဖြစ်တယ်ကျွန်တော်ရဲ့ Twitter မှာအဓိကနှစ်မျိုးပဲတက်လက်ရှိမှာဒါကျွန်တော်တို့အာနိုင်ငံရေးနဲ့ဒါကျွန်တော်ဘောလုံးကြီးနဲ့တက်အဲ့တော့ဒီနှစ်ခုလုံးမှာဒီပဲပါတယ်ခင်ဗျားတို့သိချင်သိလဲမသိချင်မသိလဲမှာဒါ PS Morgan နဲ့ပတ်သက်နိုင်ငံရေးနဲ့ပတ်သက်ဒီပဲပါဒါပေမဲ့ဒီပဲပြဿနာကဘာလဲဆိုတော့ဒါကျွန်တော်တို့ဟိုကျွန်တော်တို့မြန်မာနိုင်ငံကဟိုကောင်ရှိရလေကျွန်တော်တို့အာဘိုးဟင်းလာအဲ့လိုပုံစံမျိုးနဲ့တူတယ် သူကမိုးဟင်းကအရင်ကဒါဟုတ်တာပေါ့ပဲကျွန်တော်တို့ဒါဟိုဘက်ကနေတယ်ပြီးတော့ခုလက်ရှိဘက်မှာပြောနေမိုးဟင်းနဲ့ဒါကျွန်တော် PS Morgan နဲ့မတူတဲ့ချက်က PS Morgan ကပေါ်တင်မယ်သူဟာအလေလက်ပဲသူနေတဲ့ဒါသူဒီတစ်ဖက်ကိုဘက်လိုက်တဲ့ပုံစံမျိုးမရှိဘဲသူဒီတာတာတဲ့နေရာလိုက်တယ်ဆိုတာထက်ဆိုင် သူတည်သူရဲ့အမြင်ကိုယ်တိုင်ကဗျာတိလားငါငါငါဒီလိုမြင်တယ်ငါအကွင်းကိုအဲ့ဘောင်ကျွန်တော် PM Morgan အဆန်စာကျွန်တော်ခဏခဏကြည့်ဘူးတယ်ခမားတို့ကဒါကုမှဒီလိုမျိုးကြကျွန်တော်လက်ရှိမှာသူကိစားတယ်ပါလက်စတိုင်းနဲ့ဒါကျွန်တော်အစ္စရေးနဲ့ပတ်သက်ပြီးပြောအစ္စရေးကိုဒါသူကာကျင်တောက်ကောက်ကာပလိုက်တာပါလက်စတိုင်းကိုလည်းသူကာကျင်ကောက်ကာပလိုက်တာမသိရင်ဒါကျွန်တော်တို့တစ်ချက်တစ်ချက်သူရေးထားပါလက်စတိုင်းနဲ့ပတ်သက်သူရေးမသိရင်သူက pro palestine ပုံစံမျိုးရေးထားရပုံစံမျိုးတခါကျရင်အစ္စရေးဘက်ကရေးလဲ pro israel ပုံစံမျိုးသူရေးရင်လဲရေးတယ်ခမားသူ့ကိုခမားဘာပြောချင်တာဗျာတိလားဒါတလုံးနဲ့ပြောရမယ်ဆိုရင်ဒီဘက်က သူများတော့ဝေဖန်တာမဟုတ်မယ်ငွေရမယ် engagement ရမယ်ဆိုရင်ဘာမှမဆိုလုပ်တဲ့ဘဲမျိုး PS Morgan ဒါအခုမှမဟုတ်ဘူးဟိုးရင်ကလေးက ancestor ဆိုတဲ့ဥစားလိုမျိုးတာတော့အဲ့တော့တချို့ကြဒီနေ့မှာဒါ Ronaldo ကအသုံးချခံလိုက်ရတယ်ဆိုတဲ့စကားလုံးတစ်ခုသုံးကြရင်ဒီနေ့မှာ Ronaldo ဒီလာ PS Morgan ရဲ့စကားလုံးကိုအသုံးချတော့ ခင်ဗျားတို့ကျွန်တော်ပြောပြမှာပေါ့နော်ဒါကျွန်တော်တို့လေဒါဒီ journalist အပြည့်ဝမဟုတ်မဲ့ကျွန်တော်ဒီအဲမာကုန်းကလာတဲ့လူတယောက်အနေနဲ့လူတယောက်ကကျွန်တော်တို့ဒါပွဲတစ်ခုခင်ဗျားဒါ journalist တွေလာတယ် journalist တွေအနေနဲ့ခင်ဗျားဘာမင်းမလဲဆိုတာဒါ celebrity ဒီမှာလက်ရှိမှာဝုန်းကနေတိုင်းကနေတခါခါခုနကပြောလို့လက်ရှိဒါဆိုတော့ celebrity တွေပွဲဖြစ်တဲ့ဝုန်းကနေတိုင်းကတစ်ခွန်းနှစ်ခွန်းသာလောက်ပဲမီးပို့ပြီးမီးပိုင်ဝင်ရှိတယ်အဲ့ဒီ celebrity ကိုဘာမင်းမယ်ကိုဒါအဲ့ဒီပွဲ season နဲ့သူကိုပြေးထားရတယ်ဘာလို့ဒီပွဲ season နဲ့လူတွေကျွန်တော်နဲ့ခင်တယ်ပွဲကိုလည်းကျွန်တော်တို့အသိ season ကကျွန်တော်သိတယ်ပြောချင်တာဗျာရှယ်ရှယ်လေး အခုလက်ရှိမှာ PS Morgan နေနဲ့ Cristiano Ronaldo အခုလက်ရှိဒါ Messi, Maradona, ကမ္ဘာဖလားဒါခုနကလက်ရှိမှာနာမည်ကြီးနေ David Beckham နဲ့သူနဲ့ဘဒူပို့ပြီးတော့ဒါကျွန်တော် hot လဲဆိုတဲ့ပုံစံမျိုးဒီအဲ့ဒီဥစ္စာဒီကို PS Morgan ကဒါကလက်ရှိမှာသူ့အနေနဲ့သူမင်းမယ်လို့ Cristiano Ronaldo ကိုသူ့အနေနဲ့ပြောထားပြီးသားဖြစ်ဖို့ရခိုင်နှုန်း90%ခိုင်နှုန်းတွေ့ရှိရဲ Cristiano Ronaldo ကိုယ်တိုင်ကလည်းဒါကိုလက်ခံလို့ရနိုင်တဲ့အတွက်ကြောင့်မို့သူကိုယ်တိုင်ဒါကြီးကိုလက်ခံပြီးသားဖြစ်တယ်ခရစ္စတီယာနိုရယ်ဒိုဒီကျွန်တော်အမြင်ပါဘောနော်လက်ရှိဒါဘောလုံးသမား အယောက်တရာမှာဒါအခုလက်ရှိမှာဘီလီယံနဲ့ချီတဲ့ဘောလုံးမှရရှိမယ်အဲ့ထဲမှာမှာခရစ်စတီယာနိုရောကျွန်တော်မြင်ဘူးသမျှတယ်မှာ PR ရ PR ရနော် World Trade အရန်ဖြစ်တဲ့ဒါကျွန်တော်တို့စားသမားတွေတယောက်ဖြစ်တယ်လို့မြင်တယ် ဒီနေ့မှဒါ PR ဖြစ်တော့သူ public relationship ကိုဝိုင်းလုပ်ပြီးတော့မဟုတ်သူကိုယ်တိုင်က PR ရ world train ဖြစ်တယ်လို့မြင်တယ်။ Christian Ronaldo စကားပြောဝင် Christian Ronaldo ကပတ်ဝန်းကျင်ကိုသူ့ရဲ့ပုံစံကိုပေးတည်တဲ့ဥစ္စာ။ Christian Ronaldo ကသူ့ကိုပတ်ဝန်းကျင်ကမြင်လာမဲ့မြင်ကွင်းကိုအကုန်လုံးသူ့ဟာသူကိုဖန်ကြီးတာ။အခုလက်ရှိ Christian Ronaldo ခင်ဗျားတို့မြင်စေချင်တဲ့ဥစ္စာမြင်နေတာက Christian Ronaldo ကိုယ်တိုင်မြင်စေချင်တဲ့အရာမြင်ရတာ။လက်ရှိမှာဒါကျွန်တော်တို့လက်ရှိဒါခရစ်စတီယိုရိုနယ်ဒိုနဲ့ဒါကျွန်တော်တို့ဂျော်ဂျီနာနဲ့သူ့ရဲ့မိသားစုကကျွန်တော်တို့အတွင်းရဘာမှမသိအောင် ဟုတ်တယ်ဟုတ်ဘာလို့သူပေးမသိစင်လို့ခရစ်စတီယန်ရော်နယ်ဒိုပေးသိစင်တဲ့ကိစ္စတကူပဲကျွန်တော်တို့ကသိနေရဖြစ်ပြီးခရစ်စတီယန်ရော်နယ်ဒိုပေးမသိစင်တဲ့ကိစ္စကျွန်တော်တို့မသိရဖြစ်တယ်ဒီဆက်စ်ကိုနားလဲဒီအင်တာဗျူးခင်ဗျားနားလဲသွားအဲ့တော့ဒီအင်တာဗျူးလက်ရှိမှာခရစ်စတီယန်ရော်နယ်ဒိုဘာလို့လုပ်လဲဆိုတော့သူ့အနေနဲ့သူ့အတွက်ပေါ့နော်ဒါကျွန်တော်နေအဲ့စကားကိုတော်တော်စဉ်းစားရပြောရမှာကျွန်တော်ပြောလိုက်မယ်ဆိုတာကသူ့ရဲ့ ego ကိုသူ boost လုပ်ဖို့အတွက်ဒီ interview ကိုသူလုပ်တာဖြစ်တယ်။ဘာကြောင့်လဲကမ္ဘာဖလားနေနေပြီ။ Christian Ronaldo ကအခုချိန်မှာ သူ့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းမှာကျွန်မ app စီရှိတယ် suspect တွေရှိအကုန်လုံးမိုက်တယ်ဒါပေမဲ့သူ့ကိုဆွဲနေတဲ့အရာတစ်ခုပဲရှိတယ်အဲ့ဒါကစိတ်အဲ့ဒါကစိတ်ဒီနေရာမှာဒါကျွန်တော်ပြောကြည့်တာပေါ့နော်လုံးဝကျွန်တော်ရင်းငယ်ရိုင်းဖြစ်နေခရစ်စတီယန်ဝန်နိုရဲ့လီယိုနယ်မက်ဆီအဲ့မှာကွာသွားတဲ့အချက်ကခရစ်စတီယန်ဝန်နိုကသူ့ရဲ့စိတ်ကိုသူကိုယ်တိုင်ပြန်ဆွဲတာဟိုကောင်ကပျော်လို့ဖြစ်ချင်တာဖြစ်ဆိုတဲ့ပုံစံမျိုးနဲ့ကန်နေတဲ့အချိန်မှာဒီဘက်ကခရစ်စတီယန်ဝန်နိုကသူ့စိတ်နဲ့သူပြန်ဆွဲနေဘာလို့သူနိုင်ချင်တယ်သူဖြစ်ချင်တယ် ကျွန်တော်ပြောတာသိလားအဲ့တော့လက်ရှိမှာခင်ဗျားတို့သိမှမသိခရစ်စတီယာနိုရော်နယ်ဒိုဒီလက်ရှိမှာကမ္ဘာပေါ်မှာသူ့ရဲ့ fuel ပေါ့နော်သူ့ရဲ့ fuel ကလူတွေသူ့ကို dog လောက်တာသူ့ရဲ့ fuel ပဲအဲ့ဒါ100%ခင်ဗျားသိသိခင်ဗျားတို့သိလိမ့်မယ်အမေကကျွန်တော်မမေရအက်သလက်တစ်ကိုမှတ်ထွက်နေစီမွန်နီနဲ့တွေ့တဲ့အချိန်မှာစီမွန်နီဘယ်လိုပုံစံမျိုးခရစ်စတီယာနိုရော်နယ်ဒိုကိုလှုပ်ပြခဲ့လဲ အေးအဲ့ဒါကခရစ်စတီယန်ရော်နယ်ဒိုကိုဘလို့မျိုးလောင်စာဖြစ်စေခဲ့လဲခရစ်စတီယန်ရော်နယ်ဒိုဒီခုလက်ရှိအချိန်မှာဒါပုံမှန်လည်းပြောသည် sorry လीမှာသွားကစားတယ်သူ့အနေနဲ့ဒါကျွန်တော်တို့ပြိတ္တတွေနဲ့သူ့ကိုမြင်တယ်အခုတခါကျရင်ခုနက fly နဲ့လွဲတာဒါမှမဟုတ် fly တွေရတာအဲ့လိုမျိုးတွေပတ်သက်ပြီးသူတွေကိုဒါပေမဲ့အရင်နှုန်းကတော့ခရစ်စတီယန်ရော်နယ်ဒိုမှာလောင်စာမရှိဘူးအဲ့ဒီလောင်စာကိုဘယ်လိုလုပ်အောင်သူကိုယ်တိုင်လုပ်တာလောင်စာကိုရှင်းရှင်းလေးပဲအခုချိန်မှာသူ့ကိုလက်ရှိမှာလူတွေတောက်လို့ပြီသူ ခမသူသည်ဗျဟိုအဟိုပြောပြောမယ် I ironic I ironically တော့ကျွန်တော်သူ့အနေနဲ့ online မှာရှိတဲ့လူတယောက်အနေနဲ့သူကျွန်တော်တို့ comment နေကျွန်တော်တို့ရေးတဲ့စာတွေမဖတ်ပဲသူမနေဘူးသူ့ကိုလက်ရှိမှာဟာကောင်ကပဖလားများတဲ့ကောင်အဲ့ဒါကသူ့အတွက်လောင်စာပဲခမသူအဲ့ဒီလောင်စာကို तू လိုနေတယ်သူရဲ့ဘဝတသက်တာပါခရစ်စတီယန်ရဲ့ဘဝတသက်တာလောင်စာပါသေးလား proving the doubters wrong ခရစ်စတီယန်ဝါနာဒိုမလုံနိုင်ဘူးလို့ပြောလို့ရတဲ့မှန်သမျှခရစ်စတီယန်ဝါနာဒိုရအောင်လုပ်ပြတဲ့အချက်ဒီဘက်မှာရှိတယ်။အေးအဲ့ဒီလောင်စာလေးကလက်ရှိမှာဒါကျွန်တော်ဒီအင်တာဗျူးမတိုင်ခင်မှာနည်းနည်းလေးငြိမ်နေတယ်။ပေါ်တူဂီနဲ့ပတ်သက်ပြီးတဲ့ကမ္ဘာဖလားနဲ့ပတ်သက်ပြီးပါအဲ့တော့လက်ရှိတရှိကြကမ္ဘာဖလားနဲ့ပတ်သက်ပြီးအခုချိန်မှာကမ္ဘာဖလားနဲ့နီးမှာပေါ့သူလောင်စာလိုနေတယ်။သူ့အတွက်ကလောင်စာ share လိုနေတယ်။အေးအဲ့ဒီလောင်စာကဘယ်ရမလဲ။သူ့ကိုယ်တိုင်ပဲဖန်တီးလိုက်တယ်။အဲ့တော့အခုလက်ရှိမှာကသူဖြေနေဥစားရေသူသူ့ခေါင်းထဲကသူချက်ချင်းဖုံးကနေတိုင်းကနေ fire out question တွေမဟုတ်သူတေချာပြောထားတာသူဒီ reaction တွေသူဘလို့ပြန်လာမဲ့သူသိတယ်သူ messy နဲ့သူဘလို့အနှိုင်းခံရမလဲသူသိတယ်အေးအဲ့ဒါကသူ့အတွက်လောင်စာပဲသူ့အတွက်ကညာခုနပေါ်သူ့အနေနဲ့သူနောက်ဆုံးတစ်ချိန်လောင်ဖို့အတွက်ဒီလောင်စာသူ့အတွက်ကလိုတယ်တော့ကျွန်တော်သိတယ်ဒီကောင်ကိုကျွန်တော်ငယ်ငယ်လေးကတည်းကဗျာဒီဘက်ကိုကျွန်တော်ငယ်ငယ်လေးကတည်းကကျွန်တော်ကြည်လာ Christian Ronaldo ရဲ့လောင်စာပါလေသူ့ကိုလူတွေကမဖြစ်နိုင်ဘူးပြောသူအိတ်ပြေလို့ပြတယ်အဲ့သူ့ရဲ့လောင်စာပဲ အဲ့တော့သူ့အနေနဲ့ဒီဒီဒီကာလကြားထဲမှာခရစ်စတီယာနိုရိုအနေနဲ့လောင်စာကုန်ခန်းနေတယ်။အဲ့ဒီကုန်ခန်းနေတဲ့လောင်စာကိုသူ့ကိုယ်တိုင်ပြန်ပြီးတော့မီးစီကိုသူ့ရဲ့ပြိတ္တတွေကိုချပြခဲ့တယ်။ကျွန်တော်တို့လည်းပဲမြင်တယ်။ဘာလို့လဲခရစ်စတီယာနိုရိုအနေနဲ့ဒီအင်တာဗျူးကိုလုပ်တာသူ့အတွက်က ego boost ဖြစ်ဖို့အတွက်သူလုပ်တယ်လို့မြင်တယ်။ခုနကပြောသူ့ရဲ့စိတ်ဓာတ်ကိုသူပြန်မြင့်ဖို့အတွက်ဒီအင်တာဗျူးသူ့ကိုယ်တိုင်လုပ်ခဲ့တယ်လို့ပဲကျွန်တော်အနေနဲ့မြင်တယ်။ PS ဘောကန်ဂျင်းတဲ့အောင်လေခရစ်စတီယာနိုရိုဒီမတက်တက်ခေါက်ကျွန်တော်နှစ်ပေတူးတွဲချောင်းလေးလည်းမဟုတ်ဘူးခရစ်စတီယာခုနပြောခရစ်စတီယာနိုရိုလက်ရှိမှာကျွန်တော်မြင်ဘူးသမျှဘုံသမားရာ PR World Train အဖြစ်ဆုံးတာကစားသမားရဲ့တယောက်ဖြစ်တယ်။ तू ပြောလေခုနပြောသူလက်ရှိမှာ तू ခမရတို့မြင်စေခြင်းနဲ့အရာမှတ်သမျှ तू ပေးတည်ထားတဲ့အရာပဲရှိတယ်။ခရစ်စတီယာနိုအထဲမှာဘာဖြစ်လဲဘာမှမသိတာမဟုတ်ဘူး။အဓိကကျွန်တော်အမြင်ပေါ့နော်အဲ့ဒီဥစ္စာကျွန်တော်တို့အဲ့လိုပဲမြင်တယ် ဒီခမရုနဲ့တော့အမြင်ချင်းတူမှာဒါကျွန်တော်ရဲ့ purely ကျွန်တော်ရဲ့အမြင်သာဖြစ်တယ်ဘောနော်ဒါကျွန်တော်အမြင်နေအများကြီးလဲလွဲမသွားနိုင်နေတယ်အဲ့လက်ရှိမှာဒါကျွန်တော်တို့ပြိတ္တနဲ့ပဲဟုတ်လားဘောလို့ပဲလီယိုနယ်မက်ဆီနဲ့ပဲကျွန်တော်အနေနဲ့ကျွန်တော်တို့ဘာမှသိပြီးခံစားကြည့်ဘောသူခုနဘောလို့ပဲသူ့အမြင်သူချပြတာ is okay လူတိုင်းမှာသူပိုင်ကိုပိုင်အမြင်ဆိုတာရှိတယ်သူ့အမြင်သူပြောတယ် is okay ခုနဘောလို့ကျွန်တော်ဒီခုနဘောကျွန်တော်အနေနဲ့ကျွန်တော်လီယိုနယ်ရော်နယ်ဒိုလက်ရှိမှာလီယိုနယ်မက်ဆီနဲ့သူသူ့ရဲ့အမြင်နေပြောဆိုကျွန်တော်အတွက်ကျွန်တော်လီယိုနယ်မက်ဆီအတွက် feeling တွေပြောင်းလဲသွားတာဆိုကျွန်တော်တော်မပြောင်းလဲရှင်တယ်ဘောလို့ကျွန်တော်ဒီလီယိုနယ်မက်ဆီသူဖြစ်နေလို့ကြိုက်တာ အဲ့ခရစ်စတီယန်ရိုနယ်ဒိုကလည်းရှိမှလီယိုနယ်မက်ဆီကိုသူ့ရဲ့အမြင်နဲ့သူခြားပြတယ်။ It's okay. သူ့ opinion သူ့ဒီ facts ကိုခြားပြတယ်သူ့ opinion ပဲ။သူ့ချိုးစာကြီးပြောတာလည်းရှိတယ်။ကျွန်တော်နေတာ AC ပဲ။ဘာလို့သူ့သူကတော့ဘာလို့သူ့လောင်စာကိုသူ့ဟာသူပြန်ပြီး billable လုပ်နေတယ်။ကျွန်တော်တော့ဘာမှမပြောတော့ဘူး။ဟောကျွန်တော်သိတယ်။ဘာလို့မနစ်ကလည်းဒီလိုတာကျွန်တော်လွန်ခဲ့တဲ့တာကျွန်တော်လူချိန်မှာလည်းကမ္ဘာဖလားမတိုင်ခင်မှာဒီလိုမျိုးတွေပြောခဲ့တယ်။သူ့နဲ့သူ့ကိုသူလောင်စာပြန်တင်ပြီးသူ့ကိုသူဆွဲတင်ဖို့သူကြိုးစားတော့ခဲ့တယ်။အခုဒီမှာလောင်စာနဲ့သူသူပြန်ဆွဲတင်ဖို့ကြိုးစားတယ်။အဲ့ဒီချိန်မှာကျွန်တော်နားလေ။ကျွန်တော်100%သူဘာလို့လဲကျွန်တော်တော်တော်လေးကိုနားလေလို့ရပါဆို။ ဒီဘက်ကကျွန်တော်တို့ရိုနယ်ဒိုအနေနဲ့ပရီးမီးယားလိမှာတဲကဘတ်ဆောက်ဖြစ်တဲ့အချိန်ကတည်းကအခုချိန်ကြီးကျွန်တော်ဒါတောက်ရှောက်ဟိုလွတ်တဲ့အချိန်ဆိုတာမရှိဘူးဒါကျွန်တော်လက်ရှိအပွင့်လင်းကိုကျွန်တော်လက်ရှိမှာသူ့ကိုအော်နစာတိတောင်သွားကြည့်ဖို့တော့ကျွန်တော်စီစဉ်နေတဲ့လူတွေမှာကျွန်တော်ပါတယ်အဲ့တော့ကျွန်တော်သူ့နဲ့သူ့ဘာလို့လဲကျွန်တော်ကောင်းကောင်းကြီးခန့်မှန်းလို့ရနေတာမှရှိတယ်အဲ့တော့ကျွန်တော် နားလေတယ်တချို့စကားတွေတော့ကျွန်းတယ်ဒါပေမဲ့ခုနကသူ့ဘာလို့ဒီလိုပြောကျွန်းအောင်ပြောလဲဆိုတော့ကျွန်တော်နေနားလေလို့ရတယ်ဒီလောက်ပဲ တော့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 Point Unity Before You တို့မှာကြည့်ရင်လို့ဆိုအောင်ကိုကြည့်လို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ဗျ။မြန်မာကလစ်မှာအမြဲတမ်းဖြစ်ပါတယ်။အားလုံးမကြွတူပါနဲ့။ကောင်းမွန်တော့ဒီနေ့ဖြစ်ပါစို့။စုမုံကောင်တောင်းပေးနေပဲ။ကျွန်တော်တို့ရေနောက်မှာအေးအေးဆေးဆေးတူကြတာပေါ့။အားလုံးမကြွတူပါနဲ့။မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ဗျ။မြန်မာကလစ်မှာအမြဲတမ်းဖြစ်ပါတယ်။အားလုံးမကြွတူပါရ။ကောင်းမွန်တော့ဒီနေ့ဖြစ်ပါစို့။စုမုံကောင်တောင်းပေးနေပဲကျွန်တော်တို့ရေနောက်မှာတူကြတာပေါ့။ဒီပါပါ။